ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာမုန်တိုင်းငယ်ဖြစ်ပေါ်နေပြီးပုံမောအားကောင်းကအနောက်လယ်ပိုင်းအရောက်မှာဆိုင်ကလုံးမုန်တိုင်းဖြစ်ရောက်ရှိနိုင်မှာဖြစ်ပေမဲ့မြန်မာနိုင်ငံကိုဝန်ရောက်ခြင်းမရှိဘူးလို့စစ်ကောင်မရှင်လောက်ခံမိုးလေဝသနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနကမနေ့ကနေ့လယ်ပိုင်းမှာထုတ်ပြန်ပါတယ်အဆိုပါမုန်တိုင်းငယ်မြန်မာနိုင်ငံကိုမဝင်ရောက်နိုင်တာကြောင့်မုန်တိုင်းသတိပေးချက်အဝါရောင်အဆင့်သတ်မှတ်ထားပါတယ်လက်ရှိဖြစ်ပေါ်မုန်တိုင်းငယ်အချိန်ကြောင့် အော်တိုဘာ26ရက်နေ့မှာတနင်္သာရီတိုင်းတွင် နေရာစိတ်စိတ်နဲ့ကချင်းပြည်နယ်မှာနေရာကျဲကျဲမူးထစ်ကြုံရမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်နေပြည်တော်ရန်ကုန်ပဲခူးတိုင်းစကိုင်းတိုင်းထက်ပိုင်းအေယာဝတီတိုင်းချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကွက်ကြားမူးထစ်ကြုံရမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေတာကြောင့်အဲ့ဒီရွေရှားရာတခြားမှာမိုးရွာသွန်းတာ၊ဒေပြင်းတိုက်ခတ်တာ၊မိုးထစ်ချုံတာ၊မိုးကြိုးပစ်တာ၊ညစည်းလက်တာနဲ့မိုးသီးကျွေတာတွေဖြစ်ပေါ်နိုင်ပါတယ်။မြမကိုင်းရံတခြားမှာတခါတရံမိုးသက်လေပြင်းတွေကြရောက်ပြီးလှိုင်းတင်းတင်းကနေလှိုင်းကြီးနိုင်ပြီးမိုးသက်လေပြင်းကြချိန်တနာယီကို25မိုင်ကနေမိုင်30ထိတိုက်ခတ်နိုင်ကလှိုင်းမြင့်မှာ၄ပေကနေ6ပေ၊9ပေကနေ9ပေထိမြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပါတယ် မုံတိုင်းငယ်ရဲ့အရှင်ကြောင့်မိုးတဲထန်စွာရွာသွန်းလာတဲ့တူ လေပြင်းတိုက်ခတ်တာရုတ်တရက်ရေကြီးတာနဲ့မြေပြိုခြင်းအနေရဖြစ်ပေါ်နိုင်တာကြောင့်မြင့်ငယ်ချောင်းငယ်နီးနဲ့ကုန်းမြင့်ဒေသမှာနေထိုင်သူတွေသတိထားဖို့လိုအပ်တယ်လို့စစ်ကောင်မရှင်လောက်ရှိမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်